ဟိုခင်ဗျားတို့ဒုက္ခဝိညာဉ်မှာစိတ်စေခြင်းရောက်အကြည့်နေရပါပြီဒီတခါကျတော့ဝိပဿနာကိုရှုပြီးပွားရမယ့်ကိစ္စတွေမှာတန်တရားတွေကြံမှာကြောက်လို့ဉာဏ်အမြင်စင်ကြအောင်ဟောတော့မှာမလို့ဉာဏတတနာဝိသုဒ္ဓိအခုကြတော့မှအပိဓမ္မာတွေဟောတာယောဂီတို့မှာအခုထိုင်နေတာပါကြီးလေ အိမ်ကြီးခန္ဓာအိမ်ကြီးဘာကြီးလဲတော်သေးတာပေါ့ငါပြောတယ်ငါပြောရင်အိမ်မြန်ရောက်ဒီအိမ်ကြီးဘယ်သူစောက်ထားတာလဲဟုတ်ပြီစိတ်ကတဏှာလားဟုတ်ပါဘူးတင်ရခန္ဓာကတဏှာလားဟုတ်ပါဘူးဝေဒနဲ့ခန္ဓာကတဏှာလားဟုတ်ပါဘူးနှလုံးသွင်းတတ်တဲ့သင်္ခရဲခန္ဓာကတဏှာလားဟုတ်ပါဘူးဒီရုပ်ကြီးရတဲ့တဏှာလားဟုတ်ပါဘူးဟောဒီဟာပါလေအိမ်အိမ်ကဘယ်နှမျိုးရှိလဲ ငါးမျိုးသောပစ္စည်းနဲ့ဆောက်ထားတယ်။ဖောက်ပြန်တတ်တဲ့ယုတ်တရားအစုရဲ့တိတတ်တဲ့ဝิญဉ်ဆိုတဲ့စိတ်ရဲ့ခံစားတတ်တဲ့နန္တရားရဲ့မှတ်သားတတ်တဲ့သိညာဆိုတဲ့နန္တရားရဲ့နှလုံးသွင်းတတ်တဲ့သင်္ခရခန္ဓာဆိုတဲ့နန္တရားရဲ့အဖြစ်အိမ်ရဲ့ပစ္စည်းဘယ်နှမျိုးရှိလဲ။ငါးမျိုးရှိ။အဲ့ဒီအိမ်ကတဏှာဆောက်တော့အဲ့ဒီထဲမှာဘာတွေထည့်ထားလဲ။ဥလကအိမ်ဆောက်တယ် ဥလာကအိမ်ဆောက်ပြီးဘာလုပ်လဲပတ်စံမရှာဘူးလားရှာပါပါဗျာပတ်စံရှာပြီးတော့ရတဲ့ပတ်စံนี่အိမ်ပေါ်မှာထည့်တယ်ပြီးတော့တိတရဲထည့်မနာဘူးလားထည့်ပါပါအဲ့လိုထည့်ထားတဲ့သူရဲ့အသုံးဆောင်တွေဝဲတဲ့စားခြင်းအားတွေတောက်ခြင်းအားတွေသူအဲ့ဒီအိမ်ကြီးမိပြီးတော့ကာမဂုဏ်တွေခံစားပြီးမနေဘူးလားနေပါပါနေတယ်အဲ့ဒီကာမဂုဏ်ပစ္စည်းတွေလည်းဘလူရှာတာလဲဥလာပဲရှာအဲ့ဒီပစ္စည်းတွေဝယ်နိုင်မှုပတ်စံနဲ့ဘလူရှာလဲဥလာပဲရှာငွေဘုံငွေရှာအောင်ဥလာမထားဘူးလားအဲ့ဒီအိမ်ကြီးမကောင်းတော့နောက်တဲ့အိမ်ကိုဘလူဆောက် ဘာတွေယူရမလဲငွေတွေယူရတာပေါ့ဗျာဟုတ်ပြီလားအဲ့ဒီငွေတွေဒီဘက်အိမ်ကရှာပြီးရသွားတဲ့ငွေတွေဟာအရိယာနေပြီးတော့ဟိုဘက်အိမ်အသစ်ဆောက်သလိုဒီဘက်အိမ်မှာခံစားကြစံစားကြတွေဟိုဘက်သိမ်းမသွားဘူးလားအစွဲလန်းဥပါဒံကာမဝတ္တိအဲ့တော့ဒီဘက်ဘဝမှာခန္ဓာအိမ်ကြီးမှာပတ်စံရှာလို့ရတဲ့ပတ်စံဆိုတာဘာကိုပြောတာလဲကာမဝတ္တိကိုပြောတာဟုတ်ပြီလားဘဝဇယံဒီဘဝဇယံဒီ ဒီလိုပြုလုပ်ပြီးဒီကာမဂုဏ်ခံစားပြီးဒီလိုအယောအဆဒီဘဝနဲ့ခန္ဓာနဲ့တိဆောက်ပေးပါမယ်ဆိုပြီးတော့စဉံနဲ့တူတဲ့ပတ်စံတွေကိုဒီခန္ဓာကြီးမှာသိမ်းမထားဘူးလားသိမ်းထားပါဘူးအဲ့တော့အိမ်မှာဘာတွေသိမ်းထားလဲဘဝခံရမဲ့ဝိပက်စဉံတွေစဉံတုံးကြီးထည့်မထားဘူးလားထည့်ထားပါဘူးအဲ့တော့ဒီခန္ဓာရစီတဲ့အကြောင်းရင်းမှာတဲ့နော်အဝိဇ္ဇာရဲ့တဏှာဥပါဒံရဲ့ကံရဲ့ကာမဘဝအဲ့ဒါဒီပါလေသမုဒိယသစ္စာဟာဒီဘဝကိုရစီတဲ့အကြောင်းတရားတွေမဟုတ်လား အဲ့ဒါမှာသမုဒိယသစ္စာထဲမှာအဝိဇ္ဇာရဲ့တဏှာရဲ့ဥပါဒဏ်ရဲ့ကံရင်အဝိဇ္ဇာကပြီးတဲ့ဘဝရဲ့အမှန်တမ်းယုံနာမှုမသိတာအဝိဇ္ဇာရဲ့အာယုံကာမဂုဏ်ကိုတတ်မဲ့တာရဲ့တတ်မဲ့တော့လူကျင်တာလောက်တာရဲ့တတ်မဲ့တော့မရှာဘူးလားရှာတော့မလောက်ဘူးလားအဲ့လောက်တာလောက်တော့ကုသကံအကုသကံနေမပါဘူးလားအဲ့တော့ကုသကံအကုသကံလို့ထိုကံနဲ့တူတဲ့ပြန်ခံမဲ့ဝိဘက်တွေရောမရဘူးလားအာရတိတိဒီဘဝခန္ဓာရသည်တဲ့သမှုတရားအကြောင်းတရားပါပဲဟေတုအကြောင်းပါပဲ ုတ်ပြီနော်အဲ့လိုဆိုရင်ဘဝတိတ်ကိုဖန်တီးတဲ့အကြောင်းတရားသည်အဝိဇ္ဇာနဲ့တဏ္ဍာလောဘဒေါသမောဟနဲ့အာလောဘအာဒေါသအာမောဟဆို6မျိုးထွက်မလာဘူးလားအဲ့ဒီ6မျိုးဖြစ်ရင်ဘဝဖြစ်မယ်အဲ့ဒီ6မျိုးချုပ်ရင်ဘဝချုပ်ဟုတ်ပြီနော်အဲ့ဒီ၆မျိုးဒီဘဝအသိဘဝအသိဖြန်ပြီးတဲ့ရေတောင်းမြင့်နဲ့မတူဘူးလားမတူပါဘူးသိပ္ပံသိချင်းရေတောင်းမြင့်ဖြတ်လိုက်ရှင်းအောင်မလားရှင်းအောင်ပါအဲ့တော့ဒီအသီးရွက်တွေဆက်မတက်ချင်းဘဝအသိတွေဘဝအသိတွေမရချင်း ဘဝတိကိုခွာနေတဲ့ရေတောင်းမြင့်နဲ့တူတဲ့ဒီဟိတ်၆မျိုးကိုဖြတ်ပြစ်လိုက်မှဆိုဘဝရအောင်လားမရပါဘူးအဲ့တော့အပင်တွေအရွက်တွေအသီးတွေခန္ဓာတွေသွားမဖြတ်နဲ့ရုပ်တွေနာနေသွားဖြတ်လို့ရပါမလားမရဘူးဖေရလည်းခန္ဓာ၅ပါးရှိတယ်အဲ့ဒါကြီးလိုက်သတ်ဖို့မဟုတ်ဘူးအဲ့ဒီခန္ဓာမှာမှီနေတဲ့တဏ္ဍာပေါ့အတေဘူကောက်တော့ပါလေတဏ္ဍာအဲ့ဒီတဏ္ဍာကိုပယ်ဖို့အဲ့ဒီတဏ္ဍာကိုမြင်ဖို့အဲ့ဒီတဏ္ဍာကလည်းလိုက်သတ်လို့ရလားမရဘူးတဏ္ဍာဖြစ်တာပါလေအကျိုးတရားအာယံကိုနှလုံးသွင်းတာပါလေ အကြောင်းတရားအဲ့တော့အကြောင်းတရားဒီကောနှလုံးသွင်းမှန်သွားမယ်ဆိုလို့ရှိရင်တဏှာရောတီးလို့ရသေးလားမရတော့တဏှာသူ့ဘာသူလုံပါလုံပါလုံပါပါပါအဲ့လို့ဆိုရင်ဒီခန္ဓာအင်းဒီနော်ယုတ်တရားဒီအင်းကြီးစိတ်ဆိုတာလဲသူ့လဲမဟုတ်ငါလဲမဟုတ်ဘာဘူးမှမဟုတ်ဘူးတတ္တိတမျိုးခန္ဓာအင်းထဲမှာပါရမယ်မျိုးတမျိုးဟုတ်ပြီလားမှတ်သားတတ်တာလဲမျိုးတမျိုးအဲ့တော့ဒီဘက်ဘဝကနေပြီးပြုတ်ခဲ့တဲ့ အဝိဇ္ဇတနာဥပါဒံကံကာမဘဝတိနော်မိရဲ့လူတယောက်ရဲ့ဒီအာဃာတရဲ့ဆိုတဲ့အပြင်အတိုက်တာအကြောင်းတရားအမိပရိသန္တိနေမှုသည်အမေနဲ့အဖေနဲ့တံဝါသပြည့်ပြီးအောင်မြင်မှုသည်မှန်နဲ့ဗရာနဲ့မတူဘူးလားအဲ့ဒီအခန္ဓာဒီဟာအတိုက်တာအကြောင်းနှစ်ရပေါင်းစတဲ့အကြောင်းအကျိုးတတ်ပါပေါ်လာလေစိတ်အဲ့ထဲမှာအတ္တသဘောဆိုတာလိုက်ပြလို့ရတယ်မရပါဘူးအတ္တသဘောမြင်အဲ့တော့စိတ်ဆိုတာမရှိဘူးလားမရှိပါဘူး စိတ်ဆိုတာဘာလဲခန္ဓာအိမ်ထဲရပစ္စည်းစိတ်ဆိုတာဘာလဲခန္ဓာအိမ်ထဲရပစ္စည်းပါဒါပေမဲ့တဏှာဟာတက်သက်ကြီးနေလို့ရလားမရတော့ခန္ဓာကိုဖွဲ့ရလူဟာတက်သက်ကြီးနေလို့မရတော့အိမ်ဆောက်မနေရဘူးလားမရဘူးအဲ့တော့ဒီဘက်ကခန္ဓာအိမ်ကြီးကိုလည်းဘယ်လိုဆောက်လဲတဏှာဆောက်ဒီဘက်ကအိမ်ကိုလည်းတဏှာဆောက်တဲ့အိမ်မှာစိတ်ဆိုတာပေါ်လာအဲ့ဒီကနေကလလရည်ကြီးဟုတ်ပြီလား အမိပရိသနာဝင်တဲ့မှာကလလယေကြီးဆိုတာတောင်ကျုံးသူတွေရဲ့ဆံမင်းခုနှစ်စိတ်စိတ်တစ်စိတ်ကမြောက်ကျင်းသူတွေရဲ့ဆံမင်းအဲ့ဒါကိုစီနဲ့နှိပ်ပြီးတော့ခဏခါခါအဲ့ဒီမှာဥဒလောက်ပဲရှိတယ်ဆိုတော့မှုံမှုံလေးပေါ့အဲ့လောက်ကလေးယေကြီးလေးပေါ်မလာဘူးလားအဲ့ဒါကရုပ်တရားအဲ့ဒီကလလယေကြီးပါဒီစိတ်ကလေးမတည်ဘူးလားအဲ့လိုဒီဖို့အတွက်အတိုက်အခန္ဓာအမှန်နဲ့ဗရာပေါင်းစပ်ပြီးတော့နော်စိတ်ဆိုတဲ့ဒီဘက်ကဓာတ်ကလေးပေါ်လာအောင်နော်အကြောင်းအကြောင်းကြောင့် တတ္တိလေးပေါ်မလာဘူးလားပေါ်လာစိတ်ဆိုတာပေါ်လာပြီเนาะသဘောကဒီဘက်ကအမိရဲ့အဖတို့ရဲ့အကြောင်းတရားရင်ဒီဘက်ကဝိဘက်နဲ့တဏှာတို့ရဲ့အကြောင်းတရားရင်ကြောင်းစိတ်ဒီဒီဘက်ကဝိဘက်နဲ့ကိုဘက်ကအခန္ဓာနဲ့ပေါင်းစပ်ပြီးကိုဘက်ကအိတ်ဆောက်တော့မြည်ကြီးမြည်ကြီးဆောက်လို့ရပါမလားမရပါဘူးအဲ့တော့အခန္ဓာမှာတဏှာသည်စိတ်ကိုမဆောက်ဘူးလားဆောက်ပါဘူးအဲ့တော့ယောဂီတို့မှာစိတ်မရှိဘူးလားရှိပါရှိပါရှိပြီအခုဘက်ကဟောဖို့ထားဦးရင်ရှုပ်ွက်ပြီးတော့ရှုပ်ွက်ပြီးတော့အရင်ဟောလိုက် ိုက်တော့စိတ်ရှိတဲ့သဘောတရားသည်အမေအဖေဒီသောအကြောင်းတရားမပါဘူးလားမပါပါဘူးအမေအဖေဒီအကြောင်းတည်းမှာငါပါလားအဲ့တော့ငါမပါပဲနဲ့ဖြစ်လာတဲ့စိတ်မဟုတ်ဘူးလားဟုတ်ပါပါဟုတ်ပြီအမေဖေးကြောင်းလေးကအဲ့ဒီမှာငါမပါဘူးငါစိတ်လို့မစွဲနဲ့မှားပြီအဝိဇ္ဇာတနာဥပါဒံကံကလည်းငါလားဟုတ်ပါပါအဲ့သူတို့ဒီအဝိဇ္ဇာတနာဥပါဒံကံကြောင့်စိတ်တစ်လုံးပေါ်မလာဘူးလားဟုတ်ပါပါအဲ့တော့စိတ်တစ်လုံးဒီဘာကြောင့်ဖြစ်လာတာလဲအတိတ်ကဝိဘက်အဟုံကြောင့် ဖြစ်လာသည်ကံကြောင့်ဖြစ်လာသည်ဟုတ်ပြီလားကံရှိနေသိစိတ်တည်လို့ရပါမလားကံဝိဘဒီဘဝမှာအသက်တရားနေရမယ့်ပုဂ္ဂိုလ်ကသူ့ရဲ့ဝိဘကံကြောင့်အဲအသက်တရားအတွင်းမပြည့်မချင်းစိတ်တည်နောက်ကနောက်ကဖြစ်မလာဘူးလားမနေ့ကဥစဉ်ဟောပြီးဘူးနော်အဲ့တော့ကံမောင်းသလိုပဲစီစေကလန်ထဲဝါရင်ရှိကပေါက်ကွဲလေးအဲ့ဒီပုဂ္ဂိုလ်အိမ်ရထဲလာတဲ့ဇီးကနောက်ကအလိုလိုသွားသွားပြီးတော့လောင်စာမကြွေးဘူးလားကြွေးတာ driver ကလောက်လာသူ့ဘာသူလောက်နေလားအေး driver ကတနာနဲ့တူတယ်နော် diesel တွေကဗာလဲအတိတ်ကဝိဘတ်နဲ့တူတယ်ကားဘော်ဒီကဒီဘဝခန္ဓာနဲ့တူတယ်အင်ဂျင်ကဗာလဲဒီခန္ဓာဥပ္ပယနဲ့သင်္ခါရတရားနဲ့မတူဘူးလားအေးအဲ့လိုဆိုရင်ဒီစိတ်တစ်လုံးဖြစ်တိုင်းဖြစ်တိုင်းပြောတိုင်းဆိုတိုင်းမှာစိတ်မပါဘယ်လိုမှဖြစ်ဘူးအဲ့ဒီစိတ်ကဘာကြောင့်ဖြစ်နေတာလဲဆိုရင်အတိတ်ကဝိဘတ်ကြောင့်ဖြစ်မလာဘူးလားအဲ့လိုဆိုငါပါသလားမှန်ပါဘူးကောင်းပြီလေလုံးပိတ်တဲ့ဂိုတော်ကြီးထဲမှာထည့်လိုက် အခန်းကြီးနဲ့ထည့်လိုက်ထည့်လိုက်တဲ့အခါကျတော့အဲ့ဒီအခန်းနဲ့လေလုံအောင်လဲပိတ်လဲပြီးတော့ဦးစင်းကစက်နဲ့အဲ့ဒီလေကိုဆွမ်းထုတ်လိုက်အဲ့ဒီထဲမှာလေတစ်စဲမှမရှိအောင်ဆွမ်းထုတ်လိုက်ဘာဖြစ်သွားမလဲဘာဖြစ်သွားမလဲသိတယ်ဆိုတာဘာအောင်ပြောတာလဲသိတယ်ဆိုတာစိတ်မရှိဘူးညာနဲ့စဉ်းစားမယ်သေးသေးချာချာသုံးသပ်ပါဦးစင်းဘာကိုဆိုလိုနေတာလဲ ဘာကိုညှိညွှန်းနေတာလဲဆိုတာနားထောင်ပါဥစဉ်စုတ်ထုတ်တဲ့မှာစိတ်ပါသလားပါပါဘာ၄ပါဝါလဲလေဟာစိတ်လားဟုတ်ပါဘူးစိတ်ကရောလေလားဟုတ်ပါဘူးအဲ့လိုဆိုစိတ်ပါကြောင့်ဖြစ်တာလေဒါပြင်ဥစဉ်လေမစုတ်ထုတ်ခင်တော့အဲ့ဘုအထဲထဲမှာမရှိစိတ်မရှိဘူးလားရှိပါတယ်ဒါပြင်လေစုတ်ထုတ်တော့စိတ်ဘောပါဝါတာလည်းမဟုတ်ခဲနဲ့ဘာလို့ဒီစိတ်မဖြစ်တာလဲဟုတ်ပြီနော်စိတ်ကလေလားဆိုတော့ဟုတ်လားလေဟာစိတ်လားဆိုတော့လေ အဲ့လိုဆိုရင်ငါစိတ်ဆိုလို့ရှိရင်လေအဲ့ဘုကလေးတပတ်ဆိုလေးဆုပ်ထုတ်လေငါ့မှာစိတ်လေးမွေးထားလို့မရအောင်လားဟုတ်ရရဲ့လားမရဘူးအဲ့တော့လေးမရှိရင်ဘာမရှိလဲလေးမရှိရင်ဘာမရှိဘူးလဲစိတ်မရှိဘူးစိတ်ကဘာကြောင့်ဖြစ်တာလဲစိတ်ဟာဘာကြောင့်ဖြစ်တာလဲခင်ဗျားတို့မူဂျူပြန်ဖို့อ่ะ လေရှိတော့လေမဆုတ်ထုတ်ခင်ကအဲ့ပုဂ္ဂိုလ်စိတ်မရှိဘူးလားရှိပါဘူးဥဒင်းဆုတ်ထုတ်လိုက်တာဘာတွေပါသွားလဲမရှိပါဘူးဒါဒီခန္ဓာမှာဘာဘာချုပ်သွားလဲစိတ်ချုပ်မသွားဘူးလားမရှိပါဘူးစိတ်မဖြစ်တော့ဘူးဟောပြီနော်စိတ်မဖြစ်တော့စိတ်မရှိတော့စိတ်မရှိတော့ဘာခေါ်လဲသိတယ်လို့မခေါ်ဘူးလားအဲ့လိုဆိုရင်စိတ်ရှိတယ်မှဘာလို့ရှိရလဲဟုတ်တယ်လေလေရှိလို့စိတ်ရှိတယ် လေမရှိရင်ဆိုင်မရှိအဲ့တော့စိတ်ကဘာကြောင့်ဖြစ်တာလဲတဏှာတော့အတုံးလိုက်တိလိုက်ရှိပါတယ်ဒါပေမဲ့လေမရှိတော့တဏှာရောရှိလို့ရမရဘူးစိတ်ကလေးကိုရှုတယ်ရှုတယ်ဆိုတာဒီလိုရှုရတာအာဖြစ်တယ်ဖြစ်တယ်ဖြစ်ဖြစ်တယ်လို့တော့မရဘူးဖြစ်တာဘာသဘောတွေဖြစ်နေတာလဲဘာကြောင့်ဖြစ်လာတာလဲဖြစ်လာတဲ့သဘောထဲမှာငါပါသလားဘဒုပါသလဲလွတ်သုံးတတ်ပြီးရှုရမှာဝိပဿနာစိတ်လုံးပေါ်တယ်ပြည့်တယ်အနိစ္စမြင်တယ်ဒါဖြစ်ဖြစ်မြင်တယ်တရားရပြီးသွားမလုံနာတာဘာဟုတ်ဟုတ်ပြီလား 哦，批了的这个，我这边不给你。谁的龙啊？这家没有的，干不进，批吧。批吧，哎，这嘛拿吧的啦。哦，哎，这包呢，谁的龙批了不行？但是阿拉这个是吧，唯一的，这干部工资呢，包括这个累受拖累没有？谁批的啦？哎，就是谁个累不进，批吧。累下眼啦，三十八，累下眼啦，谁新的啦？俺家新的啦，李家新的啦。 လေဟာငါမဟုတ်ဘူးဆိုရင်ငါမဟုတ်တဲ့လေကြောင့်ဖြစ်တဲ့စိတ်ကိုငါစိတ်လို့ဆိုရင်မှန်ပါမလားမှန်ပါဘူးအဲ့လိုဆိုစိတ်တော့မရှိဘူးလားရှိပါတယ်ငါရှိလားမရှိပါဘူးဩအဲ့လိုသဘောနဲ့စိတ်တလုံးရဲ့သဘောကိုရှုတာစိတ်တလုံးဖြစ်တိုင်းဖြစ်တိုင်းငါမဟုတ်ပဲနဲ့ငါမဖန်ပြီးပဲနဲ့စိတ်ဆိုတာငါမဟုတ်ပါလားလေကြောင့်ဖြစ်တဲ့စိတ်ပါလားလေဟာစိတ်မဟုတ်ပါလားလေဟာငါမဟုတ်တော့ငါမဟုတ်တဲ့လေကြောင့်ဖြစ်လာတဲ့စိတ်ကိုငါစိတ်လို့ဆိုရတာမှားပါလားဆိုပြီးအဲ့ဒီအမှားကိုသာစွန့်လိုက်မှစိတ်ကတော့ဖြစ်ပြနေမှာပေါ့ဟုတ်ပြီလား ဒီစိတ်ကြီးမထွက်အောင်လုပ်တာလားမရှိအောင်လုပ်တာလားရှိတာရှိတယ်သူ့ရှိရပါရှိလဲငါရှိမဟုတ်လေကြောင့်ရှိတာလေရဲ့သဘောအတိတွေတော့လေမှာငါပဲသူပဲရှိသလားသူလဲငါလဲမဟုတ်လေရဖန်တီးတတ်သလားမဖန်တီးတတ်တဲ့ဖန်ဆင်းရှင်လဲမဟုတ်ပဲနဲ့လေကြောင့်ဖြစ်လာတဲ့စိတ်ကိုငါစိတ်လို့ဆိုရင်မာပြီး တဖက်ကခန္ဓာဇာတိပြန်ကြည့်လိုက်တဲ့အခါကျတော့ဒီဘဝဖြစ်တဲ့စဆီတော့စိတ်ဒီအမေဖေကလည်းဖြန်နေတာပါလားမပါဘူးဒါပေမဲ့အကြောင်းကင်းလို့တော့ရတယ်အဲ့တော့စိတ်တလုံးဖြစ်တဲ့တည်းမှာအမေဖေရဲ့အကြောင်းအနာထိပစ္စည်းနဲ့မပေါ်နေဘူးလားမပေါ်ပါဘူးအနာထိပစ္စည်းဆိုတာခင်ဗျားတို့ပထမဆက်လဲသွားလိမ့်မယ်အာထိပစ္စည်းကရှိနေတယ်နာထိပစ္စည်းဆိုတာသူတို့အကြောင်းခံပြီးလို့စိတ်တွေဆက်ဖြစ်နေမဟုတ်လားအဲ့တော့ကောင်းပြီအတိတ်ကပြုတဲ့ကံကြောင့်ထဲမှာဒီဘဝရတဲ့စိတ်ဒီငါမပါဘူး ပြစ္ဆုတ်ပံလေမပိုင်ရောကံရှိနေပြီနဲ့လေမရှိရင်စိတ်ဖြစ်လို့ရပါမလားမရပါဘူးအဲ့တော့စိတ်ဖြစ်တဲ့အဲမှာအတိတ်ကဝိပက်အဟုံမကုံသေးလို့လဲစိတ်ဖြစ်တာရင်တဏှာကလည်းဆက်ဆောင်နေတာရင်နော်ဒီခန္ဓာရဲ့တဏှာမကုံရင်အသက်90နေရမယ့်ကုသိုလ်ကံဝိပက်စီကာလ90ထဲတိုင်းကံမကုံအဲ့အသက်90မပြည့်ဘူးရင်စိတ်တွေဖြစ်မနေဘူးလားဖြစ်နေပြီအဲ့ဒါငါလောက်တာပါလားမဟုတ်ပါဘူးငါကိုယ်ရဖြစ်နေတယ်ဩအနတ္တပါလား အဲ့လိုဖြစ်အောင်သူကြီးပဲရတာဆိုမရဘူးလေရလဲရှိအောင်မှာလေမရှိရောဖြစ်လို့ရပါ့မရဘူးစီတော့ရှိတယ်အင်ဂျင်မလည်ရောရပါ့မရဘူးဩမောင်းတဲ့လူမရှိလဲကားပြက်ရင်လဲဩတမျိုးလည်းမရဘူးအဲ့တော့မှကောင်းပြီလေကိုအောင်ပြလိုက်ပါ လေဟာငါမဟုတ်သူမဟုတ်ယောက်ျားမိမမဟုတ်ငါမဟုတ်သူမဟုတ်ယောက်ျားမိမမဟုတ်လေကြောင့်ဖြစ်တဲ့စိတ်ကိုငါစိတ်ငါစိတ်လို့ဘယ်အကြောင်းပြပြီးဆွဲလို့ရပါလဲငါအကြောင်းမဟုတ်ဘဲနဲ့ လေချောင်းဖြစ်လာတဲ့စိတ်ကိုငါစိတ်လို့ဆိုတာမှားပြီဆိုတော့အမှားမြင်ဖို့ရေလေချောင်းဖြစ်တဲ့စိတ်ပါလားလို့အမှန်မြင်ဖို့ရေအဲ့ဒါကတမာဒိဋ္ဌိခေါ်ပါသည်မှားတာကိုမှားတယ်လို့မြင်တာလေတမာဒိဋ္ဌိမှန်တာကိုမှန်တယ်လို့မြင်တာလေတမာဒိဋ္ဌိမဂ္ဂင်၈ပါးထဲမှာပယ်ပါသတ်ပါလို့ပါသလားအမှန်မြင်အောင်ရှိပါလို့ပါအမှန်မြင်အောင်ရှိပါပါပယ်ဖို့သတ်ဖို့မဟုတ်ဘူးအမှန်လဲမြင်ရောဘာပဲွားပြီလဲ ငါစိတ်ငါတို့ဆွဲတာပယ်မသွားဘူးလားပယ်ပါတယ်ကိုလိုက်ပယ်တာလားဖြစ်မလာတော့တာလားအဲ့ဒါကိုလည်းမဲ့လို့ပဲခေါ်တယ်အမှန်မြင်တာလဲမဲ့ပယ်တာလဲမဲ့ပွားတာလဲမဲ့ပဲတပြိုင်တည်းပေါ်မလာဘူးလားအေးအဲ့ဒါဝိပဿနာနဲ့ရောက်မဲ့ရပြီလားမဲ့ခီးကိုပွေးပြီးဟုတ်ခင်ဗျားတို့တန္တရာလေယာမတန္တရာလွတ်ရသို့လမ်းကြောင်းကြီးပေါ်မလာဘူးလားအဲ့ဒါလဲမဲ့ရပြီလို့ခေါ်တယ် အဲ့လမ်းကြောင်းပေါ်လျှောက်တော့နိဗ္ဗာန်သွားမယ့်လမ်းကြောင်းကြီးကိုရပြီဆိုရင်မရပြီအဲ့လမ်းကြောင်းကြောင်းလျှောက်တဲ့ကြောင့်အပေလေးပါသံသရာလည်မဲ့အပြုတ်မှုတွေရောပယ်မလာဘူးလားအဲ့ဒါကိုလည်းပယ်တယ်လို့ခေါ်တယ်နိဗ္ဗာန်ရောက်တဲ့လမ်းရှိပါလို့အမယ်ဂိစရိတိသွားမယ်မဟုတ်လားသွားတယ်ဆိုတာဒီကနေ့ဈေးသွားတယ်တလန်းနဲ့သွားလို့ရပါမလားအလန်းတွေများများမပွားဘူးလားအဲ့ဒါကိုလည်းမက်လို့ခေါ်တယ်တလန်းသွားရင်တလန်းသွားဖို့အတွက်မပယ်ရဘူးလားအဲ့ဒါလည်းမက်လို့ခေါ်တယ်ခကြီးကိုလည်းမက်လို့ခေါ်တယ်သဘောပေါ်မသွားဘူးလားမက်ရပြီလားလို့ငင်းခင်ဗျားတို့ပဲလည်းဖြစ် မဖြည့်ရဘူးလားဖြည့်ရပြီကိုမဲရပြီလေဒါမဲ့သုံးပြီလားအေးလန်ခီရပြီပယ်ဖို့လောက်ဖို့ရပြီအဲ့ဒီ86ကိုပွားဖို့မကြံဘူးလားအဲ့ဒါလဲမဲအဲ့ဒီမဲကြံသည်တည်ငါမဲတည်ငါမဲတလန်းသွားရင်တလန်းသွားရင်တလန်းအလန်းတရာသွားမှာတလန်းသွားရင်သွားရင်မပယ်ပယ်ပြီးပြီမသွားဘူးလားအဲ့ဒါတလန်းသွားပြီးရင်တလန်းပယ်ပြီးပြီတလန်းသွားပြီးတလန်းပယ်ပြီတည်ငါမဲတည်ငါမဲတည်အရင်တော့တုံးဖြတ်တာနဲ့ဥပမာပေးထားဘူးလား တချဲတချဲနဲ့ပြလာတာအဲ့တချဲတချဲမှပြင်နောက်ဆုံးအပိုင်းပြပါမလားမပြပါဘူးအေးအခုတော့အဲ့တချဲတချဲဆိုတာဘယ်လိုချဲမှလဲစိတ်တလုံးဖြစ်လာတိုင်းပေါ်ပြီးပြက်ဖို့ဖြစ်ပြက်မြင်ဖို့ဘယ်လိုမဟုတ်ဘူးဖြစ်တိုင်းဖြစ်တိုင်းဟာကြည့်ဩငါဖန်ပြီးသလားရှေ့ကရင်းနိုးကြီးမီးရှို့နေတယ်ဘောမဆူတယ်ကိုကမီးထိုးပေးတယ်လို့အလင်မီးကမီးတောက်နေလို့မီးဆူးနာမဟုတ်ဘူးလားဟုတ်ပါဘူး အဲ့တော့ကိုမီးထိုးပေးနေလို့မီးတောက်နေဟုတ်တာပေါ့အခုစိတ်တလုံးပြက်သွားတာကိုကနောက်ကနေစိတ်တလုံးပြောက်မီးထိုးပေးသလိုဖျောက်မှန်းနေတာကိုပါလားမပါရင်ငါမဟုတ်ဘူးဆိုတာရှင်းမနေဘူးလားရှင်းနေပါလေငါတို့သွားဆိုရင်တော့မှားပြီဟုတ်ပြီနော်အကယ်၍ငါစိတ်ငါသဘောဆိုကဲရောက်ပြီဘာစိတ်မှမတွေးပဲနဲ့ရက်ကြည်တန်ရတယ်ငါသဘောဆိုရမှာပေါ့ရောက်ပြီအခုကြောင်းလာတယ်ကားနဲ့လာတယ်အရင်ကကိုပိုင်ကားနဲ့လာတယ် ိုကိုရင်ကိုကိုရတဲ့တော့ကားမလိုက်ဘူးလားလိုက်ပါလားဒီနေရာရရင်ကားကိုနေရာရှိတယ်လို့ရှိသလားမရှိပါဘူးကိုပိုင်ပြီးရှိဆိုတော့ကိုလျာတော့သူမလိုက်ဘူးလားလိုက်ပါလိုက်တယ်အခုတော့ကိုစိတ်ငါသဘောတာဆိုဘာစိတ်မှမတွေးဘဲနဲ့ယက်ကြည့်တာရလားမရပါဘူးဒါအတ္တသဘောလားအနတ္တသဘောလားမရပါဘူးဘာအနတ္တလဲလေကြောင်းဖြစ်လို့အနတ္တအတိတ်ကပြည့်တဲ့ဝိဘကြောင်းဖြစ်လို့အနတ္တအဲ့ဒီမှာအတ္တငါမရှိဘူးအတ္တသမာဓိတိခေါ်ပြီခေါ်ပြီနော်သဘောပေါ်ပြီလားပါ စိတ်တလုံးရှုတယ်ဆိုတာဘာလို့ရမှာလဲဖြစ်ပြမြင်ဖို့လားမပါလာဘူးလားဒါပေမဲ့ရှုလိုက်ရင်တွေ့ရလားမတွေ့ဘူးအခုကဖြစ်ပြမြင်မှတရားဆိုဖြစ်ပြကိုမြင်မှမြင်နေတာဖြစ်ပြဆုံးတော့မြင်မှမဆုံးကျင်ဘူးလားအဲ့ဒါလောဘတရားကြီးဖြစ်သွားရှုနည်းရှုအောင်တူမလို့လို့နဲ့လွဲမသွားဘူးလားလွဲသွားတယ်အဲ့ဒါလေးကိုပြောတာတရားအတူတူပါပဲပြောတာအဒီစိတ်ကလေးဖြစ်ပြရှုတာတူသေးရလားအခုတော့အနာတ္တဆိုတာဘာလဲလို့မေးမယ် အဆိုးမရပါဘူးလို့လွှဲမချနိုင်ဘာလို့အဆိုးမရတာလဲစိတ်ဖြစ်တဲ့အထက်မှာလေကြောင့်ဖြစ်တာဆိုတော့လေဟာအသက်လိုက်ပြရှိသလားမရှိကြောင်းဘူးအခုလို့ပေါ်ပြတော့အတ္တမရှိတာပေါ်မသွားဘူးလားအတ္တကြောင့်မလို့အနာအတ္တအတ္တမရှိဘူးလို့ဒီလိုထောက်ထားရှိရအတိတ်ကပြုတဲ့ကံကြောင့်မလို့စိတ်ဖြစ်တဲ့ဆိုရင်ငါသဘောနဲ့ငါစိတ်တာဆိုဟဲ့ဒီစိတ်ရက်ထားဘယ်မှမထွက်နဲ့ဆိုတော့ပိတ်ထားနေရမှာပေါ့အခုရရလားမရတော့အနတ္တအတ္တမရှိဘူးဒီအကြောင်းတွေကြောင့်အနတ္တပါလို့လား ုတ်ပြီလားကဲကောင်းပြီခင်ဗျားတို့လေလဲရှိပြီအတိတ်ကပြည့်တဲ့ကံလဲရှိပြီရေမတိုက်ရင်ဘယ်နဲ့လုပ်စိတ်ဖြစ်ဦးမလားရေဟာစိတ်လားအာနဲ့လို့တဲ့မှာပလင်းကြီးချေနလန္ဒရေတဲ့ပလင်းကြီးမချေရဘူးဘာလေးလဲယောက်ျားမိန်းမလားရေဒီလားဒီတဲ့ဘာလေးရောက်ပါရေဒီပါဘာလေးရှိဒီယောက်ျားမိန်းမရှိရှိပါမသိဘူးလေအကိုကြီးရှိရင်မောင်းချောက်လို့အယူထား ဟုတ်ပြီလားအဲ့တော့ဒီကြီးသာပကြီးဘာလို့လဲဒီကြီးမထဲရင်သိတော့မယ်မဟုတ်ဘူးလားသိတော့မယ်ဆိုတော့ဘာပြောတာလဲစိတ်မဖြစ်တော့အဲ့တော့စိတ်ဖြစ်ဖို့အတွက်ဘာထည့်ပေးရလဲရည်ရည်ရည်ရစိတ်လားမဟုတ်ပါဘူးစိတ်ကောရည်လားမဟုတ်ပါဘူးရည်ရငါလားမဟုတ်ပါဘူးငါမဟုတ်တဲ့ရည်ချောင်းဖြစ်တဲ့စိတ်ကိုငါစိတ်လို့ဆိုရင်မှန်ပါ့မလားမှန်ပါဘူးအဲ့ဒါကြောင့်စိတ်ကအနတ္တပါလို့တင်ပြနေရစိတ်ရဲ့ဖြစ်တိုင်းဖြစ်တိုင်းဟာဖြစ်ဖြစ်လာတဲ့စိတ်ကလေးတစ်လုံးပေါ်တိုင်းပေါ်တိုင်းဆောင်းဆောင်းကြည့်နေတာဘယ်လိုနဲ့ကြည့်ရလဲ ငါမပါပဲနဲ့သူ့ဘာသူပေါ်ပေါ်နေကြောင်းသူ့ဘာသူဖြစ်ဖြစ်နေကြောင်းမြင်အောင်ရှုရင်ဖြစ်တာကိုမြင်အောင်ရှုရင်ပြည့်တဲ့ဒီရောမမြင်လာဘူးလားဘလို့မြင်ရမလဲဖြစ်တိုင်းဖြစ်တိုင်းဟာလေကြောင်းဖြစ်လာတဲ့သဘောရေကြောင်းဖြစ်လာတဲ့သဘောဟာရိခန္ဓာကိုယ်ကြီးထဲမှာရေမရှိဘူးလားရှိပါဘူးဘာလို့ထဲတာလဲခမရတို့အိမ်မှာအခုအိမ်ပြန်အိုးထဲမှာစားနေစီးနေမရှိဘူးလားရှိပါဘူးဘာလို့မစားသေးဘဲနဲ့အပူလောက်တာအစင်းနေစားမဲ့သူရှိဖို့မဟုတ်ဘူးလားရှိ အခုလည်းစိတ်အစဉ်သိဖြစ်မှုတဲ့ရေးလေးလေးလောင်မထားအောင်လားနေဘူးလဲသွားပါလိထွက်လူတွေထွက်လားအကိုတွေထွက်လားရေးတွေထွက်လားရေးကအကိုတွေမောင်တွေအဖေတွေရှိလားမရှိပါဘူးဩဘာဖြစ်လားဒီစိတ်အစဉ်သိဖြစ်ဖို့အတွက်ရေးတွေလောင်မထားအောင်လားဘာဒုက္ခဖြစ်သွားလဲအဲ့ဒါအကိုတွေမောင်တွေရှိသေးလားမရှိပါဘူးရုပ်ပေါ်မှာဒိဋ္ဌိပြုတ်မသွားဘူးလားပြုတ်သွားပါဘာလောက်ထားတာလဲလို့မင်းကံတဏဟာသူ့ကမ္မတတိမကုံသေးတဲ့အတွက်ကြောင့် စိတ်ဖြစ်တဲ့နာမှာရေတက်လေတက်လို့လောင်ထားတာရေလောင်ကန်ကြီးရေဒီလောင်မထားဘူးလားမယုံရင်နေဦးတယ်မနေ့ကထွက်ကြည့်ပါလားပလင်းတောင်ထည့်လို့ရမယ်ထွက်လာရင်ဘာ ड़ी လဲအချစ်ဒီလားအသက်ဒီလားရေဒီလားမသိပါဘူးရေအကိုရေမောင်ရေလောက်တာနှစ်ခါနေဆိုပေးလိုက်ရေတုပ်တချို့အမေသွားလာသေးရောဘာလဲမိတ်ကတူဘာလဲဘာလဲပြောတာကိုရီးယားမိတ်ကတူမျက်နှာချီလို့စုံရောဘာလို့လုပ်ပေးတာလဲရေကန်ကြီးဘူး ရေကြီးဟုတ်လားအချစ်ကြီးလားရေကြီးလားရေကြီးရေကာတွေလောင်တာအဲ့လိုအမှန်ကြီးတော့ငါတို့ရှိသေးလားရှိပါဒါဘာဖန်နေရလဲတဏှာတို့ကံတို့ကဖန်နေတာအဲ့တော့စိတ်ပြည့်တဲ့တဲမှာအတိတ်ကဝိပ္ပလည်းပါမယ်ရေရောမပါဘူးလားလေရောမပါဘူးလားရေနဲ့လေဟာငါပါသလားငါမပါဘဲနဲ့ဖြစ်တဲ့စိတ်ကိုငါစိတ်လို့ဆွဲတာမှားတဲ့အကြောင်းเนาะအဲ့ဒါကြည့်ဒါပေမဲ့နှိပ်ကြည့်ပါဖြစ်လာမယ်မကံဘူးလားဘာလို့ကံရေကြီးကြပါ လေးရှိလို့လေးတွေဟေးနဲ့မတက်လာဘူးတက်လာလူတွေတက်လာလေးတွေတက်လာအထဲပါထိုးလို့လေးထိုးဘာအောင်လေးအောင်လေးထိုးငါငါတို့ဘိုက်နာတယ်ဘိုက်ကိုယ့်ဘိုက်ကိုယ်နာအောင်လုပ်မလားဗျာကိုယ့်ကိုလေးထိုးအောင်လုပ်မလားလုပ်လို့ရလားသူ့ဘောသူရှင်းတာငါဘိုက်ထိုးတယ်အဲ့လိုဒိဋ္ဌိရကတ်ဘာဖြစ်လို့အထဲထဲမှာလေးတွေလောင်မထားဘူးလားလေးစိတ်သိမ့်မရှိရင်စိတ်ဖြစ်ပါရေစိတ်သိမ့်မရှိရင်စိတ်မဖြစ်ဘူး အဲ့တော့လေဒီလဲလောင်ထားတယ်ရေဒီလဲလောင်ထားတယ်နောက်တခါပါလို့သေးလေထမင်းဆိုတဲ့ပထဝီဓာတ်ကောမလိုဘူးလားဟုတ်ပါဘူးအဲအဲ့တော့ပထဝီဓာတ်လို့တော့ခင်ဗျားတို့အိမ်မှာစီစားနေယူပြီးကြက်သွုံနေထဲမထားဘူးထဲတာသူလဲလောင်မထားအောင်လားဒီမှာကလည်းလောင်တာလောင်ထားတဲ့ဇလူကန်းကြီးပေါ့ဘာဖြစ်ဖို့လဲစိတ်ဖြစ်ဖို့အဲ့တော့ပထဝီဓာတ်ဆိုတဲ့ခိုင်မာတဲ့ဓာတ်မရှိရောစိတ်ဖြစ်ပါမရှိဘူးအဲ့တော့ထမင်းစားတော့ထမင်းထဲမှာငါရှိလားစိတ်ရှိလား ငါမရှိစိတ်မရှိတဲ့ဒီပထူကြီးဆိုတဲ့အာဟာရကြောင့်ဖြစ်လာတဲ့စိတ်ကိုငါစိတ်လို့ဆိုရင်မှန်ပါမှာအဲ့လိုသဘောနဲ့စိတ်တစ်လုံးကိုရှုပါဟုတ်ပြီလားအဲ့တော့စိတ်တစ်လုံးဖြစ်တဲ့အထဲမှာစမ်းစစ်ကြည့်မယ်ရေတက်မပါဘူးလားမပါဘူးလေတက်မပါဘူးလားမပါဘူးအပူအေးဆိုတဲ့မီးတက်ကောမပါဘူးလားမပါဘူးနော်အာဘောဆိုတဲ့ယူစည်းတတ်တဲ့ရေတက်ကောမပါဘူးလားအဲ့ဒီထဲမှာငါပါလားယောက်ျားမင်းမပါလားမပါဘူးဩငါမရှိယောက်ျားမင်းမရှိပဲနဲ့ ရေမီလေမီဆိုတဲ့အကြောင်းကြောင့်ဖြစ်လာတဲ့စိတ်ပါလားအဲ့ဒါမှအသက်လိပ်ပြပါသီးလားမပါဘူးပုဂ္ဂိုလ်တ attva ဆိုပါသီးလားမပါဘူးအဲ့ဒါဉာဏ်နဲ့ကြည့်နေတာနော်ရေမီလေမီကိုကြည့်ပြီးတော့ဒီစိတ်ကရေမီလေမီကြောင့်ပြီးတော့ရေမီလေမီဟာယောက်ျားမင်းမအသက်လိပ်ပြမရှိတာကိုဉာဏ်နဲ့ကြည့်ပြီးတော့ဒီစိတ်ကလည်းငါမဟုတ်ကြောင်းဉာဏ်နဲ့အောင်ပြုနေတာအဲ့လိုဖြစ်ပြီးပြီးတော့ရှုနေတာလေးပါတော့အရိယာဘုံမှာအဲ့နောက်တစ်ခါကျတော့ကောင်းပြီအခုယောဂီတို့အခုထိုင်နေတယ်ဘာမှရတာမရှိဘူး တရားအကြယူထည့်ပြီးလိမ့်မယ်ဆိုရင်စိတ်ကလေးပါစိတ်ပေါ်လာဒါရင်ကောင်းပြီဦးဇင်းကတရားမထည့်ပြီးသည်မထည့်သည်ပဲနဲ့တရားထည့်တော့ချိုးတယ်ဆိုတဲ့စိတ်ကလေးပေါ်လာသလိုယောဂီတွေရဲ့စိတ်ကလေးကိုအခုနေချိုးလိုက်တာဆိုတဲ့စိတ်ကလေးမိုးကြည့်တာမရပါဘူးညာညာစိတ်တော့မရှိဘူးလားရှိပါတယ်ငါစိတ်သာဆိုရင်ရမှာပေါ့ယောဂီတို့မှာအခုအင်ကြီးနေမရှိဘူးလားရှိဘူးဘလို့အင်ကြီးလဲ ဒီလိုအင်ကြီးတွေကိုယ့်ရဲ့ကာယညာနာနဲ့လှုပ်ထားလို့ကိုယ်ဝေးထားတာမဟုတ်ဘူးလားဟုတ်ပါဘူးဘုရုပိုင်လေကိုယ်ပိုင်နေကိုယ်ပိုင်တော့ကာကြီးနဲ့ညံ့မရဘူးလားအပြူအမဲဆုံးလို့မရဘူးလားမရဘူးမိရှုတော့မရဘူးမရဘူးဟာမိရှုလို့မရှုချင်းကကြီးနဲ့ညက်တော့အင်းကြီးအပြတ်မခံကြီးမလို့ရှိလားမရှိပါဘူးကိုပိုင်တော့ကိုလိုရာသို့မလိုက်ဘူးလားလိုက်ပါတယ်လိုက်တယ်ကောင်းပြီအဲ့လိုဆိုရင်လေဒီစိတ်ကိုလည်းခုနလိုပေါ့ကိုလိုရာသို့လိုက်အောင်ဒီစိတ်မထွက်နဲ့လို့ရလားကောင်းပြီခုနတရားထဲလိမ့်မယ်ဗာစိတ်ပေါ်လားအဲ့မထွက်နဲ့ခါးတဲ့စိတ်မွေး ဟင်ကိုလူရသူလည်းပါလားပါပါဘာစိတ်ထွက်သွားလဲအတ္တလားအနတ္တဘာကြောင့်ဒီသိုးစိတ်ပေါ်လာတာလဲရေကြောင်လေကြောင်မြေကြီးကြောင်မြေဓာတ်ကြောင်အပူအေးကြောင်အတိတ်ကပြုတဲ့ကံကလည်းမကုန်သေးတဲ့အကြောင်းတရားရဲ့ပြစ္ဆုတ်ပံအာယုံရဲ့ပြစ္ဆုတ်ပံခြူရတအာယုံကရှားကြီးဘူးလားမတိုက်ဘူးလားဩပြစ္ဆုတ်ပံရတအာယုံရဲ့အဲ့ဒီရတအာယုံကအကြောင်းခံပြီးတော့စိတ်တော့ဖြစ်တဲ့ခြူစိတ်ဆိုတဲ့ မှတ်တတ်တဲ့ပညာရဲ့ချိုရတ္တကိုခံစားတတ်တဲ့ဝေဒနာရဲ့ချိုသဘောကိုသိတဲ့ဝิญဉ်ရဲ့အဲ့ဒီချိုတဲ့သဘောနှလုံးသွင်းတဲ့သင်္ခါရတရားရဲ့ရတာအကြီးဆိုတဲ့ယုတ်တရားရဲ့ခန္ဓာ၅ပါးပေါ်မလာဘူးလားအဲ့ဒီထဲမှာစိတ်မပါဘူးလားအဲ့ဒီစိတ်ကဘာကြောင့်ဖြစ်တာလဲပြစ္ဆုတ်ပံအပြင်တိုက်တချိုတဲ့ဆိုတဲ့ရတ္တရဲ့ရေမြေလေမိအခန်းရှိနေတာရဲ့ အဓိကကာမဂုဏ်သေးတာရဲ့အဲ့ဒီအကြောင်းကြီးပေါင်းစုပြီးတော့ခြုံစိတ်ဆိုတာပေါ်မလာဘူးလားပေါ်ပါဘူးအဲ့ဒီမှာ၅ပါလားပေါ်ပါဘူးအဲ့ဒီဆိုရင်စိတ်တစ်လုံးဖြစ်တာအတ္တသဘောလားအနတ္တသဘောလားမှန်ပါဘူးဩအဲ့ဒီဆိုစိတ်ကိုရှိပါစိတ်ကိုရှိပါဆိုရင်ဘယ်လိုရှိရမလဲတတ်ဖို့လားမှန်ပါဘူးချုပ်ဖို့လားမှန်ပါဘူးဘာလို့သူ့ဘာသူဖြည့်ဖြည့်ပြည့်ပြည့်သူ့သဘောငါမဟုတ်ကြောင်းသူ့သဘောသူ့ဆောင်ကြောင်းကိုမြင်ဖို့ပဲဟုတ်ပြီလားသူကအခုယောဂီတို့စိတ်တစ်လုံးကိုရှိပါဆိုရင်ဘာလုပ်ရမလဲ ကိုကစိတ်နှလုံးပေါ်မလား तू ကပေါ်နေမှာလားဘာဖြစ်လို့ပေါ်နေရလဲကံမကုန်သေးလို့เนาะရေမီလိမ်ပြီးတော့လောင်ကံရောမရှိဘူးလားရိတ်ခါလည်းရှိနေသေးလို့အဲ့ဒီအကြောင်းတရားတွေရှိနေသေးရင်ဒီစိတ်ကပေါ်မလာဘူးလားငါပေါ်လာလား तू ကသူပေါ်လာလားဟောသူပေါ်သူပေါ်တယ်လို့သိအဲ့ तू ကသူပေါ်တဲ့ခါကျတော့ပြစ္ဆုတ်ပံအာယုံကခြိုးတာမရှိတော့ခြိုးစိတ်ပေါ်ပါမလားနန္နာမရှိတော့နန္စိတ်ပေါ်ပါမလားကြားတာမရှိရင်ကြားစိတ်မပေါ် ကြည့်တာမရှိကြည့်မအကယ်၍အဲ့ဒီအာယုန်တွေမပေါ်ရင်ဘာစိတ်ပေါ်မလဲပေါ့တိုင်းตาကြောင်တွေးလိမ့်သမီးကြောင်တွေးလိမ့်အလိုကြောင်တွေးလိမ့်သံငယ်ချင်းရောအတိတ်ကြောင်အနာဂတ်ကြောင်တွေးတဲ့စိတ်ပေါ်မလားဟုတ်လားပေါ်ပါဘူးအဲ့လိုတွေးတဲ့အထက်မှာခင်ဗျားတို့အမေရိကန်သမ္မတကြောင်ပါလားပါဤသူဘီယဒုက္ခတွေတွေအကြောင်းပါလားမပါဘူးကျွတ်တို့ရွာလေသမားတွေအကြောင်းပါလားမပါဘူးဘာဖြစ်လို့လဲဒီစိတ်နဲ့အာရိအာယုန်နေနဲ့မတွေ့ထိခဲ့တော့ ဥပါဒံကမှတ်ဆွဲခဲ့တာပါလားမှန်ပါဘူးအဲ့တော့ကိုသားတွေကိုမယားတွေကိုဖေတွေကိုအမေတွေကိုအလုပ်ပိုင်းကိုမိတ်ဆွေကိုလုံးကအဲ့ဒီမှာဒီစိတ်တွေနဲ့မတွေ့ထိခဲ့ဘူးလားတွေ့ခဲ့ပါတယ်တွေ့ထိခဲ့တဲ့အာယုံတွေကိုမှတ်ပြီးမဆွဲထားဘူးလားဆွဲထားပါအဲ့တော့ပြစ္ဆုတ်ပါအာယုံမရှိရင်အဲ့ဒီစိတ်တွေအတိတ်ကဒီစိတ်နဲ့တွေ့ထိခဲ့တဲ့အာယုံတွေကိုပြန်ပြီးနှလုံးမသွင်းနေဘူးလားဘယ်လိုသွင်းနေတာလဲငါလားစိတ်စိတ်ကအာယုံမရှိရင်နေလို့ရပါမလားမရတော့ပြစ္ဆုတ်ပါအာယုံမရှိရင် အတိတ်ကစွဲတဲ့အာယုံကိုသူပြန်ပြီးတော့ဓမ္မာယုံဖြစ်နေပြန်မတွေးဘူးလားအဲ့ဒါငါတွေးနေတာငကိုတည်းကစိတ်ရဲ့သဘာဝလားအတ္တသဘောလားအနတ္တသဘောလားဟောအဲ့လိုဆိုစိတ်ကိုအဲ့ဒီလိုယူပါတော့အဲ့တော့နာကမ္မဋ္ဌာန်းယူတဲ့စိတ်ဓာတ်သီလံစိတ်ဓာတ်သီလံဆိုတာဒါသည်သာမဉ္ဇလက္ခဏာတဏုတရုဏဝိပဿနာလို့ခေါ်ပါတယ်ဒါစိတ်တလုံးတော့ဒီတိုင်းယူရင်တော့အနတ္တတော့မပေါ်ဘူးလားအဲ့ဒါတရုဏဝိပဿနာလို့ခေါ်တယ်ဟုတ်ပြီလား ပလဝဝိပဿနာမဟုတ်သေးဘူးမဟာဝိပဿနာမဟုတ်သေးဘူးဟုတ်ပြီလားအဲ့ဒါလည်းခွဲရအဲ့ဒါဘာကြောင့်ခွဲမလဲဆိုတော့နောက်ပိုင်းကျတော့ပေါ်လာလိမ့်မယ်